အခမ်းအနားကိုဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီခွဲမှာပြည်ဦးမြို့မြို့စစ်တပ်ကတို့ဘူလောင်းတင်တန်းကျောင်းစီရေးပြခွဲမှာကျင်းပရန်တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ရောက်ပြီးမိန်ကွန်းပြောကြားပါတယ်။ ဆူဝါခန္ဓာတို့တမရကာဝေဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ဇနီးဒေါ်ကျူကျူလာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ကာဝေဦးစီးချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးညံထွန်းနဲ့ဇနီးဒေါ်ခင်အေးမြင့်ကာဝေဦးစီးချုပ်လေဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းနဲ့ဇနီးဒေါ်ထွရင်ညော့ကာဝေဦးစီးချုပ်ယုံမတမရရရှိကြီးများနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူစစ်တပ်ကတို့ကျောင်းဝင်ကြီးနဲ့ပြင်းဦးနဲ့တက်နယ်မှတမရရရှိကြီးများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာနိုင်ငံသားစစ်တမ်းရုံးများမှစစ်တမ်းမှုများချက်ချင်းဤနဲ့မိသက်တပ်ဖွဲ့များဖိတ်ကြားထားတဲ့ဧည့်သည်တော်များတင်နန်းစင်းဘူလောင်းများရဲ့မိဘဆွေမျိုးများတက်ရောက်ကြပါတယ်ကနမတမရကာဝေးဦးစီးချုပ်ဘိုးချုံကြီးမေအောင်နိုင်သည်ဘိုးလောင်းတန်ရင်များရဲ့အလေးပြုခြင်းကိုခံယူပါတယ် အရင်တော့တမရော်ကာဝေးဦးစီးချုပ်ဘိုးချိုကြီးမင်းအောင်လိုင်းကဘူလောင်းတက်ရင်များအားစစ်ဆေးပြီးတဲ့နောက်ဘူလောင်းတက်ရင်များရဲ့အနည်းလျှောက်အမြန်လျှောက်တို့ဖြင့်ခြိတက်လေးပြူခြင်းကိုခံယူပါတယ်။ ရင်နောက်တမတော်ကောင်ဝေးဦးစီးချုပ်ဘိုးချုပ်ကြီးမင်းအောင်လိုင်ကစစ်တပ်ကတို့ဘိုးလောင်းတင်တဲ့အမှတ်စဉ်54မှာအောင်စစ်တီစုရရှိသူဘိုးလောင်းမှန်26044ဘိုးလောင်းကြော်ရဲကို လေးကျင်ထူးချွန်စုရရှိသူဘူလောင်မှန်နှစ်ခွန်ခွန်ရှစ်တုံးဘူလောင်အောင်မျိုးဆန်းစာပေထူးချွန်စုတိတ်ပံရရှိသူဘူလောင်မှန်နှစ်ခွန်ရှစ်တုံးရရှိဘူလောင်အွန်လိုင်းဟိန်း ာပေထူးချုံစုကွန်ပျူတာရရှိသူဘူလောင်မှန်20023ဘူလောင်အောင်ကျော်ထွန်းတော်အားစုများချီမြှင့်ပါတယ်ဆလပီတမရော်ကောင်ဝေဦးစီးချုပ်ဘူဂျိုကြီးမြောင်းလိုင်းကတင်နန်းစင်းဘူလောင်များအားမင်ကုန်းပြောကြားပါတယ် အရင်တော့တမရကာဝေဦးစီးချုပ်ဗိုလ်ချုပ်ကြီးမေအောင်လိုင်းဒီဗိုလ်လုံးတန်ရင်းမြရဲ့အလေးပြုခြင်းကိုခံယူပြီးတဲ့နောက်စီးရင်းမြခန္ဓာမှပြန်လည်ထွက်ခွာသွားပါတယ်။ ဆင်းရခံရပြီးမှတမ်မတော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမဲအောင်လိုင်းသည်စစ်တပ်ကတို့ကြောင်းထားနာချုပ်အဲကမ်းမမှာထူးချွန်စုရရှိကြတဲ့ဘူလောင်းဒေဦးနဲ့၎င်းတို့ရဲ့မိဘများအတွေ့ဆုံပြီးအားပေးစကားပြောကြခဲ့ပါတယ်ခင်ဗျာစစ်တပ်ကတို့ဘူလောင်းတင်နန်းမှတ်စဉ်54တင်နန်းစဉ်ဂုံပြူညစာစားပွဲခံတာကိုဒီဇမလ9ရက်နေ့ညနေ6:00နာရီက ပြင်းဦးနေမျိုးစစ်တပ်ကတို့ဘူလောင်းတင်တဲ့ကြောင်းအနောက်ထပ်တက်ရင်ဘူလောင်းတန်းစီခွဲမှာကျန်ပါရတက်မတော်ကောင်ဝေဦးစည်းချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းနဲ့ဇနီးဒေါ်ကျူကျူလှတက်ရောက်ချင်းမြင်ပါတယ်ကျေးဇူးဆောင်တမန်တော်ကာဝေးဦးစည်းချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းဒီတင်နန်းစင်အရာရှိများအားတဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပါတယ်။ ရင်းနောက်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဝင်များသည်တင်နန်းစင်းအရာရှိများမိဘဆွေမျိုးများနဲ့အတူညစာတုံးဆောင်ကြပါလိမ့်အဆိုပါတင်နန်းစင်းဂုံပြူညစာစားဝဲခန်းတော်သို့ကာဝဲဦးစည်းချုပ်ရေဒုတိယဗိုလ်ချုပ်ကြီးညံထွန်းတဲ့ဇနီးဒေါခင်အေးမြင့်ကာဝဲဦးစည်းချုပ်လီဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းတဲ့ဇနီးဒေါထရွညော့ကာဝဲဦးစည်းချုပ်ယုံမတမရော်ရရှိခြင်းများနဲ့၎င်းတို့ရဲ့ဇနီးများအရှိမျောက်တိုင်းစစ်ဌာနချုပ်တိုင်မူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူလေပန်းတိုင်းစစ်ဌာနချုပ်တိုင်မူစစ်တပ်ကောင်အကြီးနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတင်နန်းစဉ်အရာရှိများရဲ့မိဘဆွေမျိုးများတက်ရောက်ကြပါတယ်တင်နန်းစဉ်ကွန်ပျူတာစာစာပွဲပြီးမှ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ဖို့အများသည်တပင်ဆောင်မှာမြောက်ရီတေကကြအဖွဲ့မြောက်ရီအငိမ့်အဖွဲ့တို့ရဲ့ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ကြပါတယ်ဆိုတာကိုတင်ပြရင်းတပတ်အတွင်းမြမရုပ်မြင့်တန်ကြားပြည်တွင်းသတင်းအစီအစဉ်ကိုဒီတင်ပဲရှင်းလင်းလိုက်ရပါတယ်ခင်ဗျာ